မန်းရတနာဘုံအဲလိုင်းကုမ္ပဏီလီမိတက်အပါအဝင် လုပ်ငန်းခုနှစ်ခုကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကဇန်နဝါရီလ10ရက်နေ့ကပြုလုပ်ခဲ့တဲ့ MIC ရဲ့တက်မြင်ဆောင်2014အစည်းအဝေးမှာပြည်ရင်းကုမ္ပဏီတွေကိုလုပ်ကိုင်ခွင့်ချထားပေးခဲ့ပါတယ်။ခွင့်ပြုပေးခဲ့ရမှာသက်ဆိုင်ရာပြည်နယ်တိုင်းဒေသကြီးဆိုရာဖွဲ့တွေနဲ့လုပ်ငန်းနဲ့ဆက်စပ်တဲ့ပြည်ထောင်စုဝန်ကြီးဌာနများအဖွဲ့အစည်းများမှသဘောထားတမတ်ချက်တွေနဲ့စီစစ်ခွင့်ပြုချက်တွေပေါ်အခြေခံပြီး MIC ကခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီလိုလောက်ကံခွင့်ချထားပေးရမှာပြည်ရင်းပြည်ပလေကြောင်းပြန်တမ်းရေးဝန်ဆောင်မှုလုပ်ငန်းကိုမန်ရတနာဘုံအဲလိုင်းကုမ္ပဏီလီမိတက်နိုင်ငံတကာအဆင့်မီဟိုတယ်တည်ဆောက်ပြီးဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကိုတာမိုးညဲချမ်းသာနေပြည်တော်ဟိုတယ်လီမိတက်နဲ့စက်သုံးစီတူလောင်တဲ့ဝန်ဆောင်မှုလုပ်ငန်းကို New Day Energy Service Company Limited တို့ကလောက်ကံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။တက်မြင်ဆောင်2014အစည်းအဝေးရာခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းခုနှစ်ခုကတော့နိုင်ငံတကာအဆင့်မီဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းပြည်ရင်းပြည်ပလေကြောင်းပြန်တမ်းရေးဝန်ဆောင်မှုလုပ်ငန်း ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း shopping mall တည်ဆောက်ပြီးဆိုင်ကမ်းများငှားရမ်းခြင်းတို့ဖြစ်ပါတယ်။ဒါအပြင်ဆက်သုံးစီတင်ချစိတ်ခံတရားနဲ့စီတူလောင်ကံတွေတည်ဆောက်ကဆက်သုံးစီတူလောင်နဲ့ဝန်ဆောင်မှုလုပ်ငန်းလက်ခစာစနစ်နဲ့အထည်ချုပ်လုပ်ငန်းကျွေပြားမျိုးမျိုးပကံနဲ့ရေရင်သုံးပစ္စည်းတွေထုတ်လုပ်တဲ့လုပ်ငန်းတို့ဖြစ်ပါတယ်။